home ground player အရေးနဲ့ liverpool ပြစ်လို့လာတော့မဲ့ပထမဆုံးရွှေခွက်တစ်ခုအားလုံးပဲမင်္ဂလာပါရှင် sport ကဘာကနေကြိုဆိုလိုက်ပါတယ်လီဗာပူးတင်းအနေနဲ့ကစားသမားတိခွန်ယူတဲ့နေရာမှာဖြည့်ရှင်းရအောင်မဲ့ပုံစံတရက်က home ground ကစားသမားအကြောင်းပါပဲ။လီဗာပူးနဲ့နီးစပ်သူတွေအကုန်လုံးရဲ့အဆိုအရဆိုရင်ဒီယာဒီဟာအသင်းအတွက်အလုံများမဲ့ယာတီတစ်ခုဖြစ်တယ်ဆိုတာအားလုံးလည်းသိကြပါလိမ့်မယ်။ ဒီလိုမျိုးအလုံးများတဲ့အထင်မှာထည့်စင်စားရမှာက home ground player ကိစ္စပါပဲ။လက်ရှိအသင်းကနေရောင်းထုတ်ဖို့အတန်ထွက်နေတာက Harvey Jones ကွန်ဆက်တူပဲဖြစ်ပါတယ်။ဒီကစားသမားတွေကိုပရိသတ်တွေကသဘောမကျအားမလိုအားမရဖြစ်ပြီးတော့ဝေဖန်တာတွေအများပြားတွေ့ရပါတယ်။သူတို့ကိုအကုံရောင်းထုတ်စီခြင်းပြီးတော့လူသစ်တွေနဲ့အစားထိုးစီခြင်းနေကြပါတယ်။ဒီမှာစကားပြောရမှာကတော့ဒီသုံးယောက်စလုံးက home ground player တွေဖြစ်လို့အကုန်လုံးကိုရောင်းထုတ်လို့ဖြစ်ပါမလားဆိုတာကစဉ်းစားစရာဖြစ်လာပါတယ် အင်္ဂလန် club တွေရဲ့ထုံးစံအရဆိုရင် Premier League မှာအရှင်ပြိုင်ခွင့်ရပြီဆိုတာနဲ့သတ်မှတ်ထားတဲ့နွေရာသီအပြောင်းရွှေ့ဈေးကွက်အပြီးမှာအသက်22နှစ်ပြည့်ပြီးတဲ့ကစားသမားတိုင်းကိုအင်္ဂလန်ဘောလုံးအဖွဲ့ချုပ်စီကစီးရင်တင်သွင်းရပါတယ်။အများဆုံးကစားသမား25ယောက်စီးရင်ပြီးနိုင်ပါတယ်။ဒီ25ယောက်စီးရင်မှာ home ground ကစားသမားပါဝင်ရမယ့်အရေးအတွက်ရှိပါတယ်။ကစားသမား25ယောက်တင်ပြခဲ့မယ်ဆိုလို့ရှိရင် home ground ကစားသမားက8ယောက်ပါရပါမယ်။အဲ့လိုပဲအချို့ကြပဲ22ယောက်လူစီးရင်ပြရင် home ground ကစားသမားက6ယောက်ပါဖို့လိုပါတယ်။ လက်ရှိ2024-25ရာသီရဲ့လီဗာပူးကစားသမားစီးရင်ကိုတစ်ချက်လောက်ကြည့်ရအောင်ပါ။ Amslot ရဲ့လီဗာပူးဟာပရီးမီးယားလိဂ်ကစားဖို့အသက်22နှစ်ပြည့်ပြီးကစားသမား22ဦးကိုစီးရင်တင်သွင်းခဲ့ပါတယ်။22ရာဖြစ်တဲ့အတွက်ကြောင့်မလို့ home ground 6ယောက်ကပါကူပါရပါမယ်။ home ground အဖြစ် Trent, Gomez, Cartijo, Claire, Jaros နဲ့ Tyler Morton တို့6ယောက်ပါဝင်ခဲ့ပါတယ်။ home ground မဟုတ်တဲ့ကစားသမားတွေကတော့ Alison, Kaiser, DS, Amdo, Gapo, Gravenbach, Onate, McAllister, Nunez, ရောဘတ်ဆန်ဆူဘူစလိုက်ဆာလာဂျူတာဆီမီဂတ်စ်ဗန်ဒိုက်တို့ဖြစ်ပါတယ်။ကာဗေးဘရက်ဒလီကွမ်ဆက်ညိုနီမက်ကော်နယ်ဂျေဒန်နန်စတို့ကတော့ U21 ကစားသမားတွေဖြစ်တာကြောင့်မလို့စီးရင်တင်သွင်းစရာမလိုဘဲနဲ့ပရီးမီးယားလိမှာကန့်ကွင်းရခဲ့ပါတယ်။အတင်းကနေထရန့်ကထွက်ခါတော့မှာပါ။ဘုဒ္ဓမမမတက်ရှိလီကလည်းရောက်လာတော့မှကြောင့်မလို့ကလဟာကလည်းထွက်ခွာတော့မှဖြစ်ပါတယ်။ဒီတော့လီဗာပူးအသင်းဟာ home ground ကစားသမား2ဦးကိုလက်လွတ်လိုက်ရပါတော့မယ်။ Jones, Gomez, Ilios တို့ကသာရောင်းထုတ်လိုက်မယ်ဆိုရင်တော့ Liverpool တင်းဟာအသေးချာပေါက်အခက်တွေ့ပါလိမ့်မယ်။ Ilios ကအသက်22နှစ်ပြည့်ပြီဖြစ်လို့ U21 အနေနဲ့ဝင်ရောက်ကစားခွင့်မရတော့ဘဲနဲ့လာမယ့်နှစ် home ground အဖြစ်အကျုံးဝင်တော့မှာပါ။ဆိုတော့ဒီကစားသမားတွေကို ရောင်းခဲ့ပြီးရောသူတို့နေရာအတွက်ဘယ်သူတွေနဲ့ပြန်ဖြည့်မှာလဲ။ home ground စည်ရင်းဝင်အင်္ဂလန်ကစားသမားတွေကအင်မတန်မှကိုစည်းကြည့်လာတာကိုအားလုံးနဲ့အသိပါပဲ။အဒီအတွက် Liverpool ကဘယ်လိုအကွက်ရွှေ့မလဲဆိုတာကစိတ်ဝင်စားစရာပါ။အနောက်ဆုံးအရွှေ့ရတော့ framework ပဲဖြစ်ပါတယ်။ trend နေရာအစားထိုးဖို့ liverpool အသင်းချိန်ရွယ်နေတဲ့ညာအဆုံးကစားသမားတွေထဲမှာ liverpool စင်းရဲ့ framework ကထိဆုံးကနေရေပန်းအစားဆုံးဖြစ်နေပါတယ်။ဒီအပြင်တော့သူက Man City Academy ထွက် Netherlands ကစားသမားဖြစ်တဲ့အတွက်ကြောင့်မလို့ home ground ကစားသမားအဖြစ်နာမည်စင်းရင်းသွင်းနိုင်မှာဖြစ်တယ်လို့လည်းသိရပါဗျ။တောင်ရှိကြီးကတော့ပေါင်၂၉တန်းကျော်၃၀၀မှာဖြစ်တယ်လို့သိရပါဗျ။သူ့ကိုခေါ်နိုင်ရင်တော့အရေးသွင်းမြင့်ကစားသမားအဖြစ်ရော home ground player အရေးရောတစ်ချက်ခုနှစ်ချက်ပြည့်ဖြစ်နိုင်ပါဗျ။ လီဝူဖန်နီအနေနဲ့ကရောသူ့ကိုသဘောကျရင်လားဆိုတာကိုဝီယောက်ဆွေးနွေးခဲ့ကြပါအောင်ရှင်